်မြတ်စွာဘုရားရဲ့အယူဝါဒကိုရှင်သာရိပုတ္တရာကိုရောမြတ်ကြီးကသင်ပေးတာဒီလိုမေးရင်ဒီလိုဖြေလို့ဟုတ်လားအေးဒကာကြီးဒကာမကြီးများလည်းပဲအဲ့ဒါလိုမကြုံရဘူးမပြောနိုင်ဘူးနော်အေးတခြားသောအယူဝါဒရှိတဲ့ပုဂ္ဂိုလ်တွေကသင်တို့ရဲ့ဘုရားကဘာယူရှိတယ်လဲလို့တကယ်လို့မြတ်မေးခဲ့မယ်ဆိုရင်ဘယ်လိုပြောမလဲဆိုတဲ့စိတ်ကလေးနဲ့ပြီးတော့ကိုကိုယ်တိုင်ကလည်းပဲဘုရားရဲ့အယူဝါဒအနှစ်ချုပ်ကဘာများပါလဲလို့သိကျင်တဲ့စိတ်ကလေးနဲ့ နာယူရမှာဟုတ်လားအဲ့ဒီမှာရှင်သာရိပုတ္တရာကိုရမကြီးကသူကိုယ်တိုင်မေးလဲမေးပြတယ်သူကိုယ်တိုင်ဖြေလဲဖြေပြတယ်တကယ်လို့တဲ့တိုင်းတစ်ပါးမှာရှိတဲ့ပညာရှိအမိခံတဲ့ပုဂ္ဂိုလ်တွေကကိဉ္ဝါဒီပနာယတမဒါနံကိမေခာယိအာယတမဒါနံအရှင်ဘုရားတို့ဤတတ္ထဆရာဖြစ်တော်မူသောမြတ်စွာဘုရားသည်ကိဉ္ဝါဒီအဘေကဲ့သို့ ဟောပြောယူဆလေရှိပါသည်နိဣမေခာယိပါရေဟောတုံတင်ဆုံးမလေရှိပါသည်ဣတိဤသို့အဲ့တလူများမိခဲ့မယ်ဆိုရင်တဲ့သင်တို့ကဘလို့ပြန်ပြောရမှာလဲဆိုတော့အာဟုသောငါရှင်နောငါတို့ရဲ့တထဆရာဖြစ်တော်မူသောမြတ်စွာဘုရားသည်သန္တာရာဂဝိနည်းခာယိ လူချင်းမမိုးချင်းဆန္ဒရာကပေရှားခြင်းကိုဟောကြားတဲ့အယူဝါဒရှိတယ်လို့ဧဝံဤသို့ပြကရိယာတိဖြေဆိုကြကုန်လောသင်တို့ရဲ့ဆရာမြတ်စွာဘုရားဘာအယူဝါဒရှိတယ်လို့မေးရင်ဆန္ဒရာကဝိနည်းခံကြီးတဲ့လူချင်းမမိုးချင်းဆန္ဒရာကကိုဖေရှားဖို့ဟောကြားတဲ့အယူဝါဒရှိတယ်လို့ဖြေပါလေတဲ့တူတူလေးပဲနော် ဒါတဲ့ပို့ပြီးတော့အယက်စကားနဲ့ရှင်းအောင်ပြောရရင်လောဘကိုပေရှားဖို့ယူဝါဒရှိတယ်လို့ဖြေပါလေတဲ့ပြီးလိုက်ကဘာကိုဖေရှားတဲ့ဝါဒလောဘကိုဖေရှားတဲ့ဝါဒအဲဒီထဲမှာတော့သူကဆန္ဒရာဂလို့တုံးထားတယ်နော်ဆန္ဒရာဂဆိုတာလူချင်းမမောတဲ့လောဘပါပဲတရက်ကို ကောက်တော့လေအေးအဲ့ဒီဆန္ဒရာဂကိုဖေရှားရမယ်ဆိုတဲ့ ဟောကြားတဲ့အယူဝါဒရှိတယ်လို့တင်လို့ကအဲ့ဒါလိုဖြေပါတဲ့တင်လို့ကအဲ့ဒါလိုဖြေပေမဲ့လို့တစ်ဖက်ကငြိမ်ပြီးတော့နေမှာမဟုတ်ဘူးဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက်ကြောင့်တစ်ဆင့်တက်ပြီးတော့မေးကြလိမ့်ဦးမယ်တဲ့ဟော လာပြန်ပြီနော်ဘယ်လိုမင်းမှလဲဆိုတော့အာယတမန္တနာအရှင်ဘုရားတို့ရဲ့တတ္ထဆရာဖြစ်တော်မူသောမြတ်စွာဘုရားကိသမိန်အဘေတရား၌သံသရာဂဝိနည်းခါကြီး လူချင်းမမောခြင်းဆန္ဒရာကဖယ်ရှားခြင်းကိုဟောကြားလေးရှိပါသည်နီဘေးတရားရဲ့အပေါ်မှာလူချင်းမမောတာတွေကိုဖယ်ရမှာလဲလို့တဆင့်တက်ပြီးတော့မေးကြအောင်မေးတဲ့ကဲလာပြီနော်ယေရှုဘုရားမှာဘာဝါဒရှိတယ်လဲဆန္ဒရာကဝိနည်းအလိုဆန္ဒတွေကိုဖယ်ရှားဖို့ဟောကြားတဲ့ဝါဒရှိဘေးတရားတွေရဲ့အပေါ်မှာလူချင်းမမောနေတာကိုဖယ်ရမှာလဲလို့တဆင့်ဖြတ်ပြီးတော့ မေးကြလိမ့်ဦးမင်းတဲ့အဲ့လိုဆိုရင်သင်တို့ကဘယ်လိုဖြေရမှာလဲဆိုတော့အာဟုသောငါရှင်တို့နှောငါတို့ရဲ့တတ္တဆရာဖြစ်တော်မူသောမြတ်စွာဘုရားသည်ရူပိယုတ်တရား၌သန္တရာကဝိနည်းခါယီလူချင်းမမောခြင်းသန္တရာကဖေရှားခြင်းဆိုတဲ့အယူဝါဒရှိတယ်။ယုတ်တရားရဲ့အပေါ်မှာလူချင်းမမောတဲ့တဏှာလောဘကို ဖေရှားရမယ်လို့ ဘယ်တရားရဲ့အပေါ်မှာလူချင်းမမိုးတာကိုဖယားမယ်ယုတ်တရားရဲ့အပေါ်မှာတဲ့ဒါလည်းမကအောင်ဝေဒနာပညာသင်္ခါရဝိညာဉ်လို့ခေါ်တဲ့နံခန္ဓာ၄ပါးကြံနေတယ်လေအေးဝေဒနာရဲ့အပေါ်မှာပညာရဲ့အပေါ်မှာသင်္ခါရတရားတွေရဲ့အပေါ်မှာဝိညာဉ်ဆိုတဲ့သိစိတ်တွေရဲ့အပေါ်မှာသဏ္ဍာရာကလူချင်းမမိုးမှုကိုဖယ်ရှားရမယ်လို့ခေါ်တယ်လို့တဆင့်တက်ပြီးတော့ဖြေပါလေ ပေးတဲ့ပြီးမှဦးစင်ကအသေးစိတ်ပြောမှာနော်ဒါကဟိုဒေသနာတော်ကိုသူ့အစဉ်အတိုင်းပြောနေတာဟုတ်လားအဲ့ဒီမှာဟိုဘက်ကလူတွေကမေးခွန်းကမဆုံးသေးတဲ့အတွက်ကြောင့်ဆက်ပြီးတော့မေးမှာပဲတဲ့ဘလူမေးနေရရှိလဲဆိုတော့အာယသမန္တနာအရှင်ဘုရားတို့ရဲ့တတ္ထဆရာဖြစ်တော်မူသောမြတ်စွာဘုရားသည်ကိအာဒီနဝဘယ်လိုအဖြစ်တွေကိုဒိဋ္ဌဝါမြင်ရသည်ဖြစ်၍ရူပိယုတ်တရား၌ဆန္ဒရာကဝိနည်းခါယီ အလိုဆန္ဒတွေဖယ်ရှားခြင်းကိုဟောကြားလေးရှိပါသည်နည်းယုတ်တရားရဲ့အပေါ်မှာလူချင်းမမုန်းမှုကိုဖယ်ရမယ်လို့မြတ်စွာဘုရားကဟောတယ်တဲ့အဲ့ဒါယုတ်တရားတွေရဲ့အပေါ်မှာလူချင်းမမိုးတာဟာဘာအပြစ်ရှိလို့ယုတ်တရားတွေရဲ့အပေါ်မှာလူချင်းမမိုးမှုကိုဖယ်ရမှာလို့ဟောတာလေတဲ့ဆိုလိုတာကလူချင်းမမိုးခြင်းမှာယုတ်တရားတွေရဲ့အပေါ်မှာလူချင်းမမိုးခြင်းမှာဘာအပြစ်ရှိလို့အဲ့ဒီတရားကိုဖယ်ဖို့ဟောတာလေတဲ့ ဖယ်တယ်ဆိုမှတော့မကောင်းလို့ဖယ်တာပေါ့ဗျာဟုတ်လားအဲ့ဒီမကောင်းတာကဘာလဲလို့မေးတာဘာအပြစ်ရှိလို့အဲ့ဒီတရားကိုဖယ်ချင်တာလဲပေါ့ဟုတ်လားဝေဒနာရဲ့ပေါ်၊တင်ညာရဲ့ပေါ်၊သင်္ခါရဝိညာဉ်တို့ရဲ့အပေါ်မှာလူချင်းမမောမှုကိုဖယ်ရမယ်လို့ပြောတယ်တဲ့အဲ့ဒီတရားတွေရဲ့ပေါ်မှာလူချင်းမမောနေတာဟာဘာအပြစ်ရှိလို့လူချင်းမမောမှုကိုပယ်ရမယ်လို့ဟောတာလေလို့သူတို့ကဆက်မေးလိုက်မယ်တဲ့ဟုတ်လားအဲ့လိုမေးလို့ရှင်သင်တို့ကဖြေတဲ့ အာဟုသောငါရှင်တို့နောငါတို့ရဲ့ဆရာတတ္တဆရာဖြစ်တော်မူသောမြတ်စွာဘုရားသည်လူချင်းမမိုးချင်းမှာဘာအပြစ်ရှိတယ်လဲဆိုတော့တဲ့ရူပေယုတ်တရား၌အဝိကတရာခတမကင်သောယာကရှိသောအဝိကတံသန္ဒတမကင်သော အလိုသန္ဒရှိသောအဝိကတပေမတမကင်သောချစ်ချင်းရှိသောအဝိကတပိပန္တတမကင်သောဆာလောင်မှုသိချင်းရှိသောအဝိကတပရိလဟတ မကင်းသောပူလောင်ခြင်းရှိသောအဝိကတတဏ္ဍမကင်းသောအလိုတနာရှိသောတတ္တထုပုဂ္ဂိုလ်ရဲ့ရူပတ္တယုတ်တရားဤဝိပရိနာမညတ္ထဘာဝတမျိုးတမျိုးဖြစ်ခြင်းပြောင်းလဲခြင်းဆိုတာတွေဖြစ်လာခဲ့သည်ရှိရောဒုက္ခပရိဒေဝဒုက္ခဒေါမနတုပါယတာစိုးရင်ခြင်းကိုကျွေးခြင်းကိုဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းပြင်းစွာပူလောင်ခြင်းတို့သည်ဥပ္ပစ္ဆန္တိဖြစ်ပေါ်ကုန်၏ဟော တကယ်လို့ယုတ်တရားရဲ့အပေါ်မှာတွေ့တာမမောနေတဲ့လူတရားယုတ်တရားရဲ့အပေါ်မှာဆွဲလန်းနေတယ်ယုတ်တရားရဲ့အပေါ်မှာချစ်ချင်းမကင်းဖြစ်နေတယ်ဆာလောင်မသိချင်းမကင်းဖြစ်နေတယ်အဲ့ဒါလို့ယုတ်တရားရဲ့အပေါ်မှာတန်တမမောနေတဲ့ပုဂ္ဂိုလ်တရားအတွက်အဲ့ဒီယုတ်တရားကတမျိုးတမျိုးပြောင်းလဲဖောက်ပြန်သွားပြီဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်မှာစိုးရင်ရင်ငိုကြွေးခြင်းကိုရှင်ရဲ့ခြင်းစိတ်ရှင်ရဲ့ခြင်း ကျင်းစွာပင်ပန်းပူလောင်ခြင်းဆိုတာတွေဟာတေချာပေါက်ဖြစ်မှာပဲတဲ့အဲ့ဒါလို့ဆင်းရဲခြင်းတရားတွေဖြစ်မယ်ဆိုတဲ့အပြစ်ကိုမြင်လို့လူချင်းမမိုးချင်းကိုဖယ်ရှားဖို့တို့ဖရားကခေါ်တာလို့ဖြေပါတဲ့ပြီးတဲ့တရားကလေးနဲ့တယ်နော်အေးဒါကဥစ္စေတို့ဝေဒနာလည်းအဲ့ဒီတိုင်းပညာလည်းအဲ့ဒီတိုင်းသင်္ခါရဝိညာဉ်တို့မှလည်းပဲအဲ့ဒီတိုင်းနားလည်ရမယ်ဟုတ်လား ဒါကိုပြီးမှဦးစင်ကအကျဉ်းနည်းနည်းပြောပြမယ်ဟုတ်လားအခုဆက်ပြီးတော့မထေမြတ်ကြီးကငါရှင်တို့တဲ့အဲ့ဒီပညာရှိအမိခံတဲ့ပုဂ္ဂိုလ်တွေပုဂ္ဂိုလ်တွေကတဆင့်တက်ပြီးတော့မေးလိုက်ဦးမယ်တဲ့နောက်ဆုံးမေးခွန်းလေးအဲ့ဒါကဘာလဲဆိုတော့အာယသမန္တနာအရှင်ဘုရားတို့ရဲ့တတ္ထဆရာဖြစ်တော်မူသောမြတ်စွာဘုရားသည်ကိအာနိတန်တံအဘေကဲ့သို့သောအကျိုးအာနိသင်ကိုဒိဋ္ဌဝါမြင်ရသည်ဖြစ်၍ရူပိယုတ်တရား၌သန္နာရာကဝိနည်းခါယီ အလိုဆန္ဒပေရှားခြင်းကိုဟောကြားလေးရှိပါသည်။ယုတ်ဝေဒနာသင်္ညာသင်္ခါရဝိညာဉ်ဆိုတဲ့ခန္ဓာ၅ပါးရဲ့အပေါ်မှာကိတ္တမမောခြင်းကိုဖယ်ရမယ်လို့အရှင်ဘုရားတို့ရဲ့ဘုရားကဟောတယ်။အဲ့ဒါဘာအကျိုးကိုမြင်လို့ဖယ်ရှားခိုင်းတာလဲတဲ့။ဟုတ်။သို့သောကဘာအပြစ်ကိုမြင်လို့ဖယ်ရှားခိုင်းတာလဲ။အခုမေးတာကဘာလဲ။အေးဒါကိုဖယ်ရှားလိုက်တော့ဘာအကျိုးရှိမှာမို့လို့ဖယ်ရှားခိုင်းတာလဲလို့မေးတာ။ အဲ့ဒါလို့မေးတော့မင်းတို့ဘယ်လိုဖြေရမှာလဲဆိုရင်တဲ့အာဟုသောငါရှင်တို့နောငါတို့ရဲ့တထဆရာဖြစ်တော်မူသောမြတ်စွာဘုရားသည်ရူပတ္တရုပ်တရားရဲ့အပေါ်မှာဝိကတရာဂတကင်တော်ရာဂရှိသောဝိကတဆန္ဒတကင်တော်အလိုဆန္ဒရှိသောဝိကတပေမတ္တကင်တော်ချက်ချင်းရှိသောဝိကတပိပတ္တကင်တော်ဆန္ဒမှုသိချင်းရှိသောဝိကတပရိလာဟတ္တ ကင်းသောကုလောင်ခြင်းရှိသောဝိကတဌာဏတကင်းသောတဏှာရှိသော တတ္တထုပုဂ္ဂိုလ်ရဲ့ရူပတယုတ်တရားရဲ့ဝိပရိနာမယထဘာဝတမျိုးတမုံဖြစ်ခြင်းပြောင်းလဲဖောက်ပြန်ခြင်းတွေဖြစ်ပေါ်၍လာခဲ့သည်ရှိသောသောကံပရိဒေဝဒုက္ခဒေါမနတုပါယတာစိုးရင်ရင်ကိုကြွေးခြင်းကိုဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းပြင်းစွာကုလောင်ခြင်းတို့သည်နုပ္ပစ္စံတိဖြစ်ပေါ်၍မလာကြလေကုန်ဟော ရုပ်တရားရဲ့အပေါ်မှာတကယ်လို့စွဲလန်းမနေဘူးဆိုရင်မမုန်းမနေဘူးဆိုရင်ချစ်ခင်မြတ်လို့မနေဘူးဆိုရင်အဲ့ဒီရုပ်တရားတွေတစ်မျိုးတစ်ပုံပြောင်းလဲပေါက်ပြန်ဖြစ်ခြင်းတိုင်းဖြစ်ဖြစ်ခြင်းရာဖြစ်ပါစေအဲ့ဒါလို့ဖြစ်လို့တော့အဲ့ဒီပုဂ္ဂိုလ်မှာပူလောင်ခြင်းလည်းဖြစ်မလာဘူးစိုးရိမ်ခြင်းလည်းဖြစ်မလာဘူးကိုယ်ဆင်းရဲတာတွေစိတ်ဆင်းရဲတာတွေပြင်းစွာပူလောင်ခြင်းဆိုတာတွေလည်းဖြစ်မလာနိုင်ဘူးတဲ့အဲ့ဒါလို့ဒုက္ခတွေအေးခြင်းဆိုတဲ့အကျိုးရှိလို့သဏ္ဍာန်ကဆိုတဲ့ တွေ့တာမမိုးခြင်းကိုဖေရှားခိုင်းတာတဲ့အင်မတန်ကောင်းတဲ့တရားလို့ဦးဇင်းကတော့နှိမ့်ချိုက်တယ်သဘောကျတယ်ဒီတရားကိုနော်ဆင်းရဲခြင်းရဲ့အကြောင်းကဘာလဲလို့သိရတယ်ချမ်းသာခြင်းရဲ့အကြောင်းကလည်းဘာလဲလို့သိရတယ်နော်ဆင်းရဲခြင်းရဲ့အကြောင်းကိုသိရင်မဆင်းရဲခြင်းဘူးဆိုရင်အဲ့ဒီအကြောင်းကိုဖယ်ဖို့ပဲရှိတယ်ပြည့်ပြည့်မရှိချမ်းသာခြင်းရဲ့အကြောင်းကိုသိပြီဆိုရင်ချမ်းသာခြင်းရဲ့အဲ့ဒီအကြောင်းပြည့်စုံအောင်လုပ်ဖို့ပဲရှိတယ်ဒီပြည့်အကြောင်းမရှိဟုတ်ရဲ့လား ေးဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဥစဉ်တို့ရဲ့ဘဝမှာဒီမြတ်စွာဘုရားရဲ့အယူဝါဒဒီအနှစ်ချုပ်ဒီအင်မတန်အရေးပါတယ်အင်မတန်လည်းတန်ဖိုးကြီးတယ်ဒီတရားလုံးဝမိတ်မဖြစ်တဲ့ကောနော်တကယ်ဒီမှန်ကြီးများအေးဒါလည်းစွာဘုရားရဲ့အယူဝါဒဟုတ်လားပြန်ပြောမယ်မြန်မာလိုလေးဟုတ်လားအေးနိုင်ငံရခြားတိုင်းတစ်ပါးမှာပညာရှိပုဂ္ဂိုလ်တွေကသင်တို့ရဲ့ဘုရားကဘာယူဝါဒရှိတယ်လဲလို့မေးရင်ဘယ်လိုဖြေရမလဲ အေးအလိုဆန္ဒတွေကိုဖေရှားရမယ်လို့ဟောကြားတဲ့အယူဝါဒရှိဟုတ်လားအေးဒါကပထမမေးခွန်းနော်ဘယ်တရားတွေရဲ့အပေါ်မှာအလိုဆန္ဒကိုဖေရှားရမှာလဲလို့မေးတော့ယုတ်တရားဝေဒနာတရားသင်ညာတရားသင်္ခါရတရားဝိညာဉ်တရားခန္ဓာ၅ပါးဒီပိဋကကြီးကိုဦးဇင်းတို့အကျေရှင်းမပြဘူးနော်အေးခန္ဓာ၅ပါးရဲ့အပေါ်မှာတွေ့ကြမယ်မောတာကိုဖေရှားရမယ်လို့ခေါ်တယ် ဘယ်အပြစ်ကိုမြင်လို့အဲ့ဒီသန္တာကဆိုလဲမမိုးခြင်းကိုဖယ်ရမှလဲလို့ပြောတော့ဒါတွေကိုတကယ်လို့ကိုကမမောတန်တနိုင်မယ်ဆိုရင်ဒါတွေလည်းပြည့်စည်ပြီလဲဆိုရောအဲ့ဒီပုဂ္ဂိုလ်ဟာတေချာပေါင်းစင်ရဲမယ်ပူလောင်မယ်ဝန်းနေမယ်ပူဆွေးမယ်ဟုတ်လားအဲ့ဒီအပြစ်တွေကိုမြင်လို့တွေ့တာမမိုးခြင်းကိုဖယ်ရှားဖို့ဟောတာဟုတ်လားကိုတွေ့တာကလည်းတေချာပေါင်းကြီးပြည့်စည်မှာနော်တေချာပေါင်းပြည့်စည်မှာ အဲ့တော့ဒကာမတို့ဦးဇင်းတို့တွေကဘလို့ဖြစ်နေတယ်ဆိုတော့တေကြာပေါက်တော့ကဖြစ်အောင်လှုပ်ထားတယ်လို့ပဲ။ဘာဖြစ်လို့လဲဆိုတော့ကိုမက်မောတွေ့တာနေတဲ့အရာတွေမှန်သမျှတေကြာပေါက်ဘာဖြစ်မှန်းဟာလေ။ဖြည့်စည်းမဲ့အရာတွေကြီးပဲအဲ့ဒါသတိထားဖို့လိုတယ်။တေကြာပေါက်တစ်မျိုးတစ်မျိုးဖြစ်မဲ့အရာတွေကြီးပဲ။နော်။အဲ့ဒီတော့ဘလို့လှုပ်တာဆိုတော့ကြိုတင်ပြီးတော့စင်ရန်တတ်ထားတာ။ငါတော့ကဖြစ်ချင်တယ်။ဒါကြောင့်စင်ရန်ဘလောက်ပေးထားတယ်။ငါဒုက္ခဖြစ်ချင်တယ်။အဲ့ဒါလိုမျိုးမပြောတော့လေပြောတဲ့ကဲ့သို့ကြိုတင်ပြီးတော့လှုပ်မထားဘူးလား။လုံးထားတယ် ကိုမက်မောတဲ့အရာတွေဟာတေချာဖို့ပြည့်စင်တယ်။သူတို့ပြည့်စင်ရင်ကိုကလည်းတေချာဖို့မက်မောထားတာဖြစ်လေသောကြောင့်တေချာဖို့ဘာဖြစ်မလို့ပူလောင်မယ်စိုးရင်နဲ့ဟုတ်လား။ဒါကြောင့်အဲ့ဒီအပြစ်တွေကိုမြင်လို့တွတ်တာမက်မောခြင်းကိုဖယ်ရှားဖို့မျက်စုံပြရတာဟောတာ။ဟုတ်လား။ဒါဘယ်အကျိုးကိုမြင်လို့တွတ်တာမက်မောခြင်းကိုဖယ်ရှားဖို့ဟောတယ်လေဆိုတော့အဲ့ဒါတွေကိုတကယ်လို့တွတ်တာမက်မောခြင်းမရှိဘူးဆိုရင်အဲ့ဒါတွေပြည့်စည်ခြင်းတိုင်းပြည့်စည်ပါစေ။ သူကလည်းပြည့်စည်နေတယ်ပြည့်စည်မှာပဲနော်ဒါသေချာပေါ့တရားပဲအဲ့ဒါတွေပြည့်စည်သွားတဲ့အခါကာလမျိုးမှာအဲ့ဒီပုဂ္ဂိုလ်မှာစိုးရိမ်ခြင်းပူဆွေးခြင်းကိုကြွေးခြင်းစိတ်ဆင်းရဲခြင်းကိုဆင်းရဲခြင်းဘာမှဖြစ်เสียအကြောင်းမရှိဘူးတဲ့အဲ့ဒီအကျိုးကိုမြင်လို့တွေ့တာမမောခြင်းကိုဖယ်ရမယ်လို့မြတ်စွာဘုရားကဟောတာဟုတ်လားအေးဒါကြောင့်မမောမိတယ်လိုခြင်းမိတယ်ဆိုရင်တော့အဲ့ဒါပြည့်စည်တဲ့တစ်ချိန်မှာတေချာပေါင်းဆင်းရဲရမယ် မမမောဘူးမတွေ့တာဘူးဆိုရင်အဲ့ဒါတွေပြည့်စည်တဲ့အချိန်မှာတေချာပေါ့ဒုက္ခအေးမယ်ကိုကြိုက်ရလမ်းကိုရွေးဖို့ပဲရှိတယ်နော်ဒကာသမားတို့ဥစဉ်တို့ကုထုဇဉ်တွေဆိုတော့ကိုခန္ဓာကိုလည်းမမောတယ်ပိုင်တဲ့ပြည့်စည်တွေဆိုတာကိုလည်းမမောတယ်ပဝန်းကျင်တွေကိုလည်းမမောတယ်တွေ့တာတွေဆွဲလမ်းတွေရှိအဲ့ဒီတွေ့တာမှုဆွဲလမ်းမှုတွေကလည်းတေချာပေါ့ရှိနေတယ်ဒါတေချာတယ်နော် အဲ့ဒီကိုတွေ့ကြတဲ့အရာတွေကလည်းတေချာပေါက်ပျက်စီးမယ်ဆိုတာကမတေချာဘူးလားတေချာပေါက်မမောတယ်တေချာပေါက်ပျက်စီးမယ်တေချာပေါက်ဆင်းရဲမယ်တန်တရာမရှိနဲ့တန်တရာမရှိနဲ့ဒကာကြီးဒီမိုင်းနဲ့တေချာပေါက်ဆင်းရဲမယ်ဘာလို့ဆိုတော့ကိုမမောတဲ့ကိုခန္ဓာကိုကြီးရောပျက်စီးတယ်ရောအကုန်လုံးပျက်စီးမယ်ဟုတ်လားတကယ်လို့ကိုပိုင်တဲ့ပျက်စီးတွေကိုကိုမျက်စီရှိကိုမသိခင်မှာမပျက်စီးခြင်းမှာဘူးဆိုလို့ရှိရင် ကိုကအဲ့ဓာတွေရဲ့အရင်ပျက်စီးလိုက်ဖို့ပဲရှိတယ်။ဟင်းတကိုင်းဒီမိုင်းမြတ်ကိုအရင်ဓာတွေကိုမပျက်စီးကျင်ဘူးဆိုရင်ကိုကသူတို့အရင်မှာပျက်စီးလိုက်မှဒါနဲ့အဲ့ဓာတွေပျက်စီးတာကိုကိုမမြင်ရမှာ။အဲ့တော့ကိုပျက်စီးခြင်းဒီပင်နဲ့ကိုပိုင်ဓာတွေနဲ့ကိုနဲ့ခွဲခွာရခြင်းဖြစ်တဲ့အတွက်ကြောင့်ဆိုရင်ကြီးရဲ့အကြောင်းတရားတစ်ခုကမဖြစ်ဘူးလား။ဖြစ်တယ်။ဒါကြောင့်ဆွဲလန်းလာကို မခွာနိုင်သေးခြင်းနဲ့ကျွတ်တင်ပြီးတော့ ငါဆွဲတဲ့အရာတွေဟာတေချာပေါက်ဖောက်ပြန်မဲ့အရာတွေလို့နားလည်ထားဖို့လိုတယ်ဟုတ်လားအဲ့ဒါတွေဖောက်ပြန်ပျက်စီးတဲ့အခါမှာငါဘလို့နေမလဲဆိုတာကိုလည်းကြိုတင်ပြီးတော့စဉ်းစားဖို့မလိုဘူးလားလိုတယ်ဒါကြောင့်မြတ်စွာဘုရားရဲ့အယူဝါဒအနှစ်ချုပ်သည်တွေ့တာမက်မိုးခြင်းကို ဖေရှားဖို့ပါဘာရဲ့ပေါ်မှာတွေ့တာတာကိုဖေရမှာလဲဆိုရင်ခန္ဓာ၅ပါးရဲ့အပေါ်မှာတွေ့တာမက်မိုးမှုကို ဖေရမှာပါဘာအပြစ်ရှိလို့တွေ့တာမက်မိုးမှုကိုဖေရမှာလဲလို့ဆိုရင် ပျက်စီးတဲ့အခါကာလမျိုးမှာစိုးရင်ညင်ပူဆွေးခြင်းတွေဖြစ်မှာမို့လို့တွေ့တာမမိုးခြင်းကိုဖယား။ဘာအကျိုးရှိလို့တွေ့တာမမိုးခြင်းကိုဖယားမှာလဲလို့မေးရင်ပျက်စီးတဲ့အချိန်မှာဒုက္ခအေးစေဖို့အတွက်တွေ့တာမမိုးခြင်းကိုဖယား။ဒါကြောင့်ဉာဏ်နဲ့ဆွေးလန်းခြင်းကိုထိုက်တဲ့လောက်စွန့်ထားဖို့မလိုဘူးလား။လိုတယ်။ဒီပျက်စီးဥစ္စာတွေဒီခန္ဓာတွေမသေးခင်နေရတာမသေးခင်သုံးရတာ။ ဓာရီဟာတေချာဘောပြက်စီမယ်လို့နားလည်ထားဖို့မလိုဘူးလားမလိုပါဘူးအဲ့ဒါလို့နားလည်မယ်ဆိုရင် Twitter မဲ့မိုးချင်းကလည်းပဲအထိုက်အလျောက်တော့မနှဲပြီဘူးလားအေးသူနှဲရင်နှဲသလောက်ပြက်စီတဲ့အချိန်မှာမတတ်တာပြီဘူးလားမတတ်ပါဘူးတတ်တာမယ်အဲ့ဒီတော့ Twitter ဆွဲလမ်းမိရင်တော့ပူရမှာပဲဒါကသူနေရမှာပဲဘယ်လိုမှရှောင်လို့မရဘူးဒါနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့အပြစ်ဟုတ်လား Twitter ချင်းရဲ့အပြစ် ဒါလေးကိုဦးဇင်းတို့ဒီတရားလေးကိုအားပါသွားစေဖို့တသက်တေတာရကလေးနည်းနည်းပြရမယ်။ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကဗိမိတာရမင်းကြီးရဲ့သားအဘေယမင်းသားဆိုတာရှိတယ်။အဲ့ဒီအဘေယမင်းသားကတနေ့တော့ဗိမိတာရမင်းနေရာကြီးရဲ့ရှေခိုင်းချက်အရာဟိုတပုံးတကန်လေးကိုသွားပြီးတော့နှိမ်နှင်းတော့အောင်မြင်ခဲ့လား။အဲ့ဒါဘင်းကြီးကအားရပြီးတော့သူ့ရဲ့သားကိုခုနှစ်ရက်ထိနှံစည်းစိမ်ပေးတာ။ နော်အဲ့လိုခုနှစ်ရက်ဒီနေ့စီစဉ်ပေးတဲ့အထဲမှာအင်မတန်ကြောမောလှပတယ်ကာကြည်တယ်မာလေးတယောက်ပါတယ်အဲ့ဒီကာကြည်တယ်မာလေးကို အထူးသဖြင့်မျက်နိုးတယ်ဒီအဗယာမင်းသားကအဲ့ဒါခုနှစ်ရက်မင်းစီစဉ်ခံစားပြီးတော့ခုနှစ်ရက်မြောက်တဲ့နေ့မှာပဲအဲ့ဒီကာကြည်တယ်မာလေးကအဲ့ဒီအဗယာမင်းသားကိုကပြဖြိုပြင်းနေရင်းနဲ့ရုပ်တရက်သူကအစာတွေပါတွေဖြတ်ပြီးတော့သူ့ကိုယ်သူအဲ့ဒါလိုမျိုးကနိုင်အောင်စူးစမ်းတော့ လေသင်လုံးဖြတ်ပြီးတော့အဲ့ဒီကတဲ့ကခွင်းထဲမှာပဲယူတရသေးတယ်အဲ့ဒီကကြီးတယ်ပါလေအဲ့လိုသေးတော့အဲ့ဒီအဖေရမင်းသားကမနေတတ်ဘူးအင်မတန်စိုးရိမ်နေအင်မတန်ပူလောင်နေမျက်ရည်ကြီးငယ်တောင်သူ့မှာကြားတယ်အဲ့ဒါနဲ့သူကငါစိတ်တွေပင်ပန်းလိုက်တာဒီလန်စည်းစိမ်ခံစားရတာတော့ကောင်းပါရဲ့အခုကြည်စမ်းပါဦးငါမျက်နှိုးတဲ့ဒီအမျိုးသမီးတေဆုံးသွားပြီဆိုတော့ဘလို့မှမနေနိုင်တော့ ဒီယောဂဒီဝေဒနာဒီခံစားချက်ကိုမြတ်စွာဘုရားကုစားနိုင်တယ်ကောင်းရဲ့ဆိုပြီးတော့မြတ်စွာဘုရားကရောက်လာတာအဲ့ဒီမှာမြတ်စွာဘုရားကစိတ်သာတဲ့ဒီလိုသင်ဆုံးခြင်းကိုအကြောင်းပြုပြီးတော့ဒီလိုစိုးရင်ခြင်းကြောင့်ဒီလိုကြခဲ့ရတဲ့မြင့်ကြီးတွေဟာသိရှိထားလို့ရသကောင်းများဆိုလို့ရှိရင်ပမာဏအတော်ကြီးကိုကြီးနေပြီတဲ့မြတ်စွာဘုရားကအဲ့ဒီမှာမြတ်စွာဘုရားဂါထာလေးတစ်ခုဟောလာ အဲ့ဒီကာထာလေးကိုငငယ်တွေကဆိုဥစဉ်တို့အင်မတန်သဘောကျတယ်။အေထပတ္တိမံလောကံစိတ်တရာဇရထုပမံယထပါလိဝိတိတံတိလက်တိတံကိုဝိဇာနတံနဲ့လောကကြီးတစ်ခုလုံးရဲ့သဘောတဘာဝတွေကိုထင်ဟပ်ပြီးတော့ကြားနိုင်စွမ်းရှိတယ်ဒီကာထာလေးက။အေထပတ္တိမံလောကံစိတ်တရာဇရထုပမံယထပါလိဝိတိတံတိလက်တိတံကိုဝိဇာနတံ အေးထလာကြကုန်လုံးမြတ်စွာဘုရားကခေါ်တာနော်အေးထလာကြကုန်လုံးရာဇရတုပမံမင်းစီးတဲ့ယထာကဲ့သို့ စိတ်တန်ဆန်းကျဲလှစွာသောဣမံလောကဤခန္ဓာကိုယ်တည်းဟူသောလောကကိုပတ္တထကြည်ကြကုန်လုံးချက်သားတို့လာကြ မင်းစီးတဲ့ယထာကြီးတစ်စင်းလိုအင်မတန်ဆန်းကျဲတဲ့ဟောဒီခန္ဓာတည်းဟူသောလောကကြီးကိုကြည်ကြတယ် ဆရာကကြည်ခိုင်းတာနော်တရားသမားတို့ဦးဇင်းတို့တွေလည်းကြည်တော့ကြည်တာပဲကိုယ်ခန္ဓာကိုယ်လည်းကြည်တာပဲသူများခန္ဓာကိုယ်လည်းကြည်တာပဲကြည်ပြီးမှတော့မြင်လားလို့မေးတော့မြင်တဲ့ဟာမြင်တယ်မမြင်တဲ့ဟာမမြင်ဘူးဟုတ်လားကြည်တာကအပေါ်ယံနေကြည်တာဘူးဗျကိုယ်ခန္ဓာကိုယ်လည်းကြည်ဘူးလားမနဲ့ပင်လာရင်မှန်တယ်မှာကိုယ့်မျက်ခွက်လေးမကြည်ဘူးလားကြည်တယ်လက်တွေခြေတွေကြည်တာပဲတပါးသူရဲ့ခန္ဓာတွေကိုမကြည်ဘူးလားကြည်တယ်ဒီမှာဘုရားကလည်းလာကြကြည်ကြလို့ပြောတာပါပဲ ဒါပေမဲ့သူပြောတဲ့အဓိပ္ပာယ်ကတာမန်အဓိပ္ပာယ်မဟုတ်ဘူးနော်ခုတကမှတို့ဦးဇင်းတို့တာမန်ကြည့်တာကတော့အယေပြားပဲမြင်တာဝတ်ထားတဲ့အဝတ်တွေပဲမြင်တာအဲ့ဒီအယေပြားအောက်မှာတသွင်သွင်စီးဆင်းနေတဲ့သွေးတွေကိုမြင်လားအကျော်တွေကိုမြင်လားအယိုးတွေကိုမြင်လားခန္ဓာကိုယ်ထဲမှာဒီခန္ဓာကိုယ်ကြီးရှင်သန်ဖို့အတွက်ဆက်ရန်နေရအမျိုးမျိုးတွေနဲ့တူတဲ့ကလေးစားတွေအလုံးလုံးပြီးတော့လှုပ်ရှားနေကြတာကိုမြင်လားအစာသစ်အစာဟောင်းတွေကိုမြင်လား မျက်နှာကိုကြည့်လိုက်ရင်အဲ့ဒီမျက်နှာရဲ့လောက်ွယ်မှာရှိတဲ့အုံနောက်တွေကိုမြင်လားမြင်အောင်ကြည့်လို့ဘောမညာဘူးလားကြားတယ်တပင်တပင်ကိုကြည့်မယ်ဆိုရင်တော့အရွက်တွေအခေါက်တွေပဲမြင်တာပေါ့ဒါပေမဲ့တေချာဆုဆိုင်ကြည့်ရင်ဟဲ့အခေါက်ရဲ့အောက်မှာအကာရှိတယ်အကာရဲ့အောက်မှာအနှစ်ရှိတယ်လို့မမြင်နိုင်ဘူးလားဒီဖျားကြည့်ခိုင်းတာကအဲ့ဒါလိုမျိုးအပေါ်ရနေရက်မနေပဲနဲ့နော်အလုံးကိုနက်နက်နဲ့နဲ့မြင်အောင်ကြည့်လို့ခိုင်းတာဟုတ်လား ။ဟေ့ဒီယုတ်ခန္ဓာကိုယ်ကြီးကိုပဲအမိပြုတ်ပြီးတော့အတွင်းထဲမှာစိတ်တွေရောမရှိဘူးလား။ခံစားချက်တွေရောမရှိဘူးလား။ရှိတယ်နော်။ဒီစိတ်ကနေစေစားနေတာခိုင်းနေတာတွေရောမရှိဘူးလား။အာမင်လက်လှုပ်လိုက်ခြေလှုပ်လိုက်ကောင်းတာလှုပ်လိုက်ဆိုးတာလှုပ်လိုက်စိတ်ဆိုးလိုက်ဝမ်းနည်းလိုက်ငိုလိုက်ရေလိုက်အမျိုးမျိုးအတွင်းထဲကနေပြီးတော့ခိုင်းရှင်နေတာမရှိဘူးလား။အဲ့ဒါတွေလည်းတကယ်အရှိတရားတွေမြင်အောင်မကြည့်တဲ့ဘူးလား။အေးဒါကြောင့်မြတ်စွာဘုရားကစိတ်သားတို့လာကြ ဣဗဒံစံကျေတဲ့မင်းရဲ့ယထာလိုစံကျေတဲ့ဒီခန္ဓာသေးဟူသော လောကကြီးကိုကြည့်ကြ။နောက်ရုပ်ပိုင်းဆိုင်ရာလည်းမြင်အောင်ကြည့်။အဲ့ဒီရုပ်ကိုနှီးပြီးတော့နေတဲ့ခန္ဓာကိုယ်ကြီးကိုခိုင်းစေနေတဲ့နံပိုင်းဆိုင်ရာကိုလည်းမြင်အောင်ကြည့်။ဟုတ်လား။အဲ့ဒါလိုကြည့်မယ်ဆိုလို့ရှိရင်ဒီခန္ဓာကိုယ်ရဲ့သဘောတဘာဝတွေကိုသိမြင်နားလည်ရင်နားလည်သလောက်ဒီခန္ဓာရဲ့အပေါ်မှာဆွဲလန်းခြင်းမမောခြင်းတွေဟာနေသွားလိမ့်မယ်။ ဟုတ်လားအဲ့ဒါလို့နေတာနဲ့အမြတ်တင်ချစ်သားတို့မှာသက်သာရာရလိမ့်မယ်တကယ်လို့မကြည့်လို့မမြင်ဘူးဆိုရင်ဒီခန္ဓာနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာနားမလည်မှုတွေမသိမှုမမြင်မှုတွေများပြီးတော့ရှုပ်ထွေးပြီးတော့မှားယွင်းပြီးတော့ဟုတ်လားမှားတဲ့အပြောတွေမှားတဲ့အလုပ်တွေမှားတဲ့အတွေးတွေတွေးပြီးတော့သင်တို့ရဲ့ဘဝဟာနှိမ်မွန်းသွားလိမ့်မယ်တဲ့နော် ခန္ဓာရဲ့သဘောတဘာဝကိုအမှန်တိုင်းမသိရင်မသိလို့လုတ္တာတွေပြောတာတွေကြံတာတွေကမှားပြီးတော့ဘဝဟာမဖြစ်သွားနိုင်လေနှင်းမုန်းသွားနိုင်နေတယ်အဲ့ဒါကြောင့်မြတ်စွာဘုရားကယထာပါလိဝိတိတန္တိနတ္တိသင်္ခောဝိဇာနတံယထာဤခန္ဓာကိုယ်ဒီဟူသောလောက၌ပါဠိမတိသောပုဂ္ဂိုလ်တို့သည်ဝိတိတံတိနှင်းမုန်း၍သွားကြကုန်၏ ခန္ဓာရဲ့သဘောကိုမသိရင်မသိသလောက်အဲ့ဒီမသိတဲ့မသိတာကိုပဲမိုက်တယ်လို့ခေါ်တော့ပါပဲနော်အေးအဲ့ဒီမသိတဲ့ပုဂ္ဂိုလ်တွေမိုက်တဲ့ပုဂ္ဂိုလ်တွေဟာဒီခန္ဓာလေးဥသောလောကကိုအကြောင်းပြုပြီးတော့နစ်မွန်းသွားကြတယ်တဲ့နစ်မြုပ်သွားကြတယ်တဲ့နစ်မွန်းတော့မဟုတ်နော်ဝိတိတန်တိနစ်မြုပ်သွားကြကုန်၏ဖခင်ကတော်တော်ပြောတတ်တယ်နော်တကယ်ဒီမိုင်များတကယ်လို့များနော်ဝိဇာနတံ ဒီခန္ဓာလေးဟူသောလောကကိုအမှန်တိုင်းသိမယ်ဆိုလို့ရှိရင်သင်ကောကညိခြင်းဒီနတ်တိမရှိနိုင်ဘူးတဲ့မသိရင်တော့နင်းမြုပ်သွားနိုင်တယ်သိရင်တော့ကညိမှုတောင်မရှိနိုင်ဘူးတဲ့မကွာခြားဘူးလားကွာခြားတယ်အဲ့ဒီကာသာကိုအဘယမင်းသားကိုဟောတာနော်အဲ့ဒီကာသာကိုဟောတော့အဘယမင်းသားဒီသတ္တပတိမဉ္ဇဉ်ဖွဉ္ဉံကိုရတော့နောက်တော့သူယဟန်ပြုပြီးတော့ယဟန္တာဖြစ်ပါတယ်အဲ့ဒီအရိယအဘယမင်းသားက အဲ့ဒီတော့မြတ်စွာဘုရားရဲ့ဒီဂါတာဒီဆိုလိုချက်ကလေးကခုနကတော့မမောမိရင်တော့ကိုမမောတဲ့အရာတွေပျက်စီးတဲ့တနေ့မှာထေချာပေါင်းဆင်းရဲရလိမ့်မယ်မမမောဘူးဆိုရင်တော့ကိုမမောကိုမမမောတဲ့အတွက်ကြောင့်အဲ့ဒီအရာတွေစိတ်တလို့ပျက်စီးတော့လည်းပဲဆင်းရဲမှုရှိမှာမဟုတ်ဘူးဟုတ်လားအဲ့ဒါကိုမေတ္တာပေါင်းသူတော်ပေါင်းတို့ရှင်းပြီးတော့တွေးစီဖို့အတွက်မမောခြင်းကင်းရင်တော့တတ္တမှုရမယ် မမောမှုကြီးရင်တော့ဆင်းရဲမှုတွေကြီးလိမ့်မယ်လို့အဲ့ဒီအဘယမင်းသားကိုဟောတဲ့ကာထာနဲ့သူ့ရဲ့အဖြစ်ပြက်ကိုကြည့်ပြီးတော့ပေတပေါင်းတရားကောင်းလို့ထိုက်တယ်လို့သဘောပေါက်ရမယ်မမောမှုကြီးရင်ကတော့စိတ်မှာဘာပင်မမှုမှရှိမှာမဟုတ်ဒါနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ရှင်သာရိပုတ္တရာကိုရောမြတ်ကြီးပြောခဲ့တဲ့စကားတစ်ခွန်းကိုနိဒာနဘောကတန်ရုပ်ပါဠိတော်မှာမှတ်တမ်းတင်ထားတာရှိတနေ့တော့ရှင်သာရိပုတ္တရာကယဟန်တော်တွေကိုပြောလား ငါရှင်တို့တဲ့ငါတဲ့တနေရာမှာထိုင်ပြီးတော့စဉ်းစားကြည့်ဘယ်နဲ့စဉ်းစားလဲဆိုတော့တစုံတယောက်မြင်ပျက်စီးလို့တေဆုံးလို့ဓမ္မမဟုတ်သက်မဲ့အရာတွေတစုံတစ်ခုပျက်စီးလို့သက်ရှိအရာတွေတစုံတယောက်ပျက်စီးလို့ငါစိတ်ထဲမှာဝမ်းနည်းမဲ့သဘောပူဆွေးမဲ့သဘောများရှိလားလို့သူကသူပြန်စဉ်းစားကြည့်တယ်တဲ့အရှင်မြတ်ကြီးကဘဇူရီဘလိုပဲပျက်စီးပျက်စီးဘာတွေဘလိုပဲပျက်စီးပျက်စီးငါမှာစိုးရိမ်တာတွေပူဆွေးတာတွေ ဘာမှဖြစ်เสียအကြောင်းမရှိတော့ဘူးလို့ငါမြင်နေတဲ့သူကသူပြောတာနော်အဲ့လိုပြောတော့ရှင်အနန္ဒာကထမေးတာရှင်အနန္ဒာဆိုတာပိတ္တတို့သိပါတယ်အိမတန်အစွမ်းထက်တဲ့ပုဂ္ဂိုလ်နော်အေးရှင်အနန္ဒာကဘယ်လိုမေးလဲဆိုတော့အရှင်ဘုရားတဲ့မြတ်စွာဘုရားရဲ့ပျက်စီးခြင်းကြောင့်တော်မှအရှင်ဘုရားမှာကိုရွှေခြင်းဝန်းနေခြင်းမဖြစ်နိုင်ဘူးလားတဲ့။ဘုရားအတန်ဖို့အကြီးဆုံးလေ အဲ့လိုဖရာလိုပုဂ္ဂိုလ်တို့ကြီးပျက်စီးသွားတာတောင်မှပျက်စီးခဲ့မယ်ဆိုရင်တောင်မှအရှင်ဘုရားမှာဝန်နေခြင်းပူဆွေးခြင်းဆိုတာမဖြစ်နိုင်ဘူးလားလို့မေးတာတသူစဉ်းစားတာသူ့မှာအဲ့ဒီမေးတာဟာနောက်ွယ်မှာသူ့အတွေးတွေရှိမယ်လို့မှန်းလို့ရတယ်နော်ကျန်တာတွေပျက်စီးတာဆိုတာတော့ဝန်နေကြမရှိပါဘူးဖရာပျက်စီးသွားမယ်ဆိုရင်တော့ဝန်နေစီရပဲလို့တွေးမယ်ဆိုတွေးလို့မရဘူးလားအဲ့ဒါကြောင့်သူမေးတာဖြစ်မှာပေါ့အဲ့ဒီမှာရှင်သာရိပုတ္တရာကငါရှင်တဲ့ မြတ်စွာဘုရားပြည့်စည်ခြင်းဒီဟူသောအကြောင်းကြောင့်တော်မှငါမှာကုလောင်ခြင်းဆိုရင်မဖြစ်ပါဘူးတဲ့ဒါပေမဲ့ဘလောက်တော့ဖြစ်မလဲဆိုရင်အော်မြတ်စွာဘုရားမြန်မြန်ကွယ်ပြောက်သွားတယ်တကယ်လို့မြတ်မြတ်စွာဘုရားလောကမှာအကြာကြီးများရှိမယ်ဆိုရင်မြားစွာသောတတ္တဝါတွေဟာအကျိုးရှိကြပြီမယ်လို့အဲ့ဒီလောက်လေးတော့ငါစဉ်းစားမိလိမ့်မယ်တဲ့မကောင်းဘူးလားကောင်းတယ်နော်ဘာဖြစ်လို့လဲဆိုတော့တဲ့သူကအကြောင်းပြတယ် ငါမှကြာမြင့်စွာသောကာလကပင်တည်းငါလို့ထင်တဲ့ဒိဋ္ဌိငါဥစ္စာလို့ဆွဲလန်းတဲ့တဏှာငါတကားလို့ထောင်လွှမ်းတတ်တဲ့မာနဒီတရားစိုးတွေလုံးဝမရှိတော့တာကိုငါသိတဲ့အတွက်ကြောင့်ဘေးရာတွေဘလို့ပဲပြည့်စည်ပြည့်စည်အဆုံးစုံမြတ်စွာဘုရားပြည့်စည်စွာတောင်းမှငါမှစိုးရိမ်ရင်ပူဆွေးခြင်းဆိုတာမဖြစ်နိုင်ဘူးတဲ့ဒါကြောင့်ဘေးသက်ပေါင်းသူတော်ကောင်းတို့ကိုဘဝရဲ့အကြောင်းကိုလည်းကိုသိရမယ် ကိုယ်စိတ်ရဲ့အကြောင်းကိုလည်းကိုသိရမယ်။ကိုယ်စိတ်ကဘာလဲဆိုတော့ဆွဲလန်းတဲ့သဘောရှိတယ်။ဘာကိုဆွဲလန်းလဲဆိုတော့ကိုယ်ခန္ဓာကိုဆွဲလန်းတယ်၊ကိုယ်ပိုင်နာတွေကိုဆွဲလန်းတယ်။အဲ့ဒီအရာတွေရဲ့သဘောတဘာဝကလည်းပဲပျက်စီးသွားမယ်ဆိုတာကိုကြိုတင်သိရမယ်။အဲ့ဒါလို့သိပြီးတော့ငါဆွဲလန်းတဲ့အရာတွေဟာပျက်စီးတတ်တဲ့အရာတွေ၊ငါတေချာပေါ့အဲ့ဒီအချိန်မှာတေချာပေါ့ငါဆင်းရဲမှာဒါကြောင့်ပျက်စီးမှုဆိုတာကိုစဉ်းစားပြီးတော့ဆွဲလန်းမမောခြင်းဆိုတာကို တတ်နိုင်ခင်ဗျငါရှားပါအောင်လှုပ်ထာမှပျက်စီးလာတဲ့အချိန်မှာငါသက်တာခွင့်ရမယ်လို့ဒီအချက်ကိုအရေးတကြီးကြိုတင်ပြီးတော့စဉ်းစားထားရမယ်ဟုတ်လားတခါကြီးမိုက်များတခါမှလို့ဦးဇင်းတို့ခန္ဓာတွေဟာပျက်စီးခြင်းနဲ့ဆုံးသတ်မှာနော်အေးအဲ့ဒီအချိန်ကအရေးကြီးဆုံးအချိန်ပဲအဲ့ဒီအချိန်ကအရေးကြီးဆုံးအချိန်ပဲဟုတ်လားအေးဒါကြောင့်တခါမှပေါင်းသူတော်ကောင်းတို့အင်မတန်အရေးကြီးတဲ့ဒီစကားကိုတည်တည်ချာချာစဉ်းစားပြီးတော့ ။ဩမြတ်စွာဘုရားရဲ့အယူဝါဒဆိုတာဒါပါလားလို့နားလေရမယ်။ဟုတ်လား?အဲ့တော့ဆွဲလန်းခြင်းမမိုးခြင်းနေဖို့ဖေရှားဖို့ဆိုတဲ့ဥဒိကျနဲ့တရားတွေကိုဟောတာနော်မြတ်စွာဘုရားက။အဲ့ဒါကိုနေခြင်းနဲ့ဖေရှားခြင်းနဲ့ဆိုရင်ဘာလို့ရမှာလဲဆိုတော့အမှန်တိုင်းမြင်မှုပဲ။ခုနကမြတ်စွာဘုရားပေးထားတဲ့နည်းလေးရှိတယ်နော်။ဒီခန္ဓာဒီဥသောလောကကို ကြည်ကြကုန်လို့ဆိုတာအဲ့ဒါဆွဲလန်းခြင်းနေဖို့အတွက်အဓိက လမ်းမယ်နီလမ်းမယ်ဟုတ်လားဒီခန္ဓာကိုယ်ကိုဒီလောကရဲ့သဘောတဘာဝကို အမှန်တိုင်းမြင်အောင်မလုပ်ကြရမယ်ချိန်ကြရမယ်အဲ့ဒါကိုပဲတတိပဋ္ဌာန်တရားကျူးစားတယ်ဝိပဿနာကမ္မဋ္ဌာန်းစီပြန်တယ်မဂ်ကင်ရှိပါပွားများတယ်လို့ခေါ်တာပဲမဟုတ်လားအေးအဲ့ဒါဦးဇင်းတို့ရဲ့တရားရဲ့ပထမပိုင်းအဲ့တော့သုံးတယောက်ကမေးခဲ့မယ်ကိုကိုတိုင်လည်းတွေးကြည့်မယ်ဆိုရင်အဖြေရှင်းသွားပြီနော်မြတ်စွာဘုရားသည် ဘာအယူဝါဒရှိတယ်လဲလို့မေးရင်အလိုဆန္ဒတွေကို ဖေရှားခြင်းဟောကြားတဲ့ဝါဒရှိတယ်လို့ဖြေတတ်ပါစေ။နောက်ဟာတွေတော့ထပ်မပြောတော့ဘူး။ဘေးသာပေါင်းသူတော်ကောင်းတို့